မမဲရဲ့အချစ်တွေပေါ်မှာတောင်းဝင်ကြိုခံနေရပြီဖြစ်တဲ့ခိခိစိုးမြတ်သူစားတော်ကြီးအမရဲ့အချစ်တော်လေးဖြစ်တဲ့ခိတခင်မလေးကတော့အခုချိန်မှာဆိုရင်လှလှပပနဲ့အရွယ်တစ်ခုကိုရောက်လာခဲ့ပြီပဲဖြစ်ပါရင်ခိခိလေးအနေနဲ့ကတော့အမေဖြစ်သူစိုးမြတ်ကလေးရရဲ့တူတဲ့တော်သမီးလေးဖြစ်တယ်လို့အင်မတန်မှလည်းစကားပြောရင်ကျေးဇူးဖြစ်တာကြောင့် ပရိသတ်တွေအားလုံးရဲ့အချက်တွေကိုအတော်ရတိုင်းတပွေတပိုက်သိမ့်ပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ခေတ်သခင်မာလီယာတို့မိခင်ဖြစ်သူဆိုးမြက်ကလေးယာနဲ့တိတ်အနေမနီးပေမဲ့လည်းအတော်ဖြစ်သူမေမေနဲ့တော့အမြဲတမ်းအနေနီးခဲ့တာကြောင့်အတော်ဖြစ်သူကလည်းအမေလိုမျိုးယဉ်ဤကျွမ်းဝင်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုးအမေတရားလိုအရာရာပြောထောင်ပေးနေခဲ့တဲ့ဆိုမြတ်သူသားကတော့သူမလေးခက်ခက်ပုံရိပ်ကောင်းကောင်းနဲ့လူအများသိလာအောင်အစားစားအရာရာချုံးမွေအောင်တိမ်မွေနူးညံ့တဲ့ fashion တွေစစ်စရာကောင်းတဲ့ fashion တွေကိုပဲဆင်ပေးလို့ရှိပေမဲ့ဒီတစ်ခါမှတော့ကြောင်းမြေရတနာကြောင်ညာရိုက်ကူးတဲ့ဝတ်ဆောင်ဟာရင်မဟိုက်နေခဲ့လို့ခက်ခက်တရားမဲမဲစီကနေအဆုခံနေရတာပဲဖြစ်ပါတယ်။ ခက်ခဲလေးအနေနဲ့ကလည်းတိမ်မွေးနူးညံ့သူတယောက်ဖြစ်ပေမယ့်လဝိရတနာပူပေါ်စီခြင်းလို့ချုပ်ပေးလိုက်တဲ့ဒီဇိုင်နာကိုအပြစ်ပြောလို့မရတာကြောင့်မမဲဟိုပဲနားလည်အောင်ပြောပြီးဒီဝဲဆောင်ဝေးရတယ်လို့ပြောလာခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါခက်တခင်မလေးကတော့ခလေးလေးကနေအနုပညာလမ်းကြောင်းပေါ်ရှောင်းနေတဲ့ကြောင်ညာမင်းသမီးလေးတစ်လက်တောင်ဖြစ်လာခဲ့ပြီနော်။